ကမ်ဘောဒီးယားနဲ့နယ်စပ်မှာလုံခြုံရေးယူစောင့်ကြပ်နေတဲ့စစ်သားတွေကိုအားပေးမှုအဖြစ်ထိုင်းဘီယန်ကလက်ဆောင်တွေပေးပို့ခဲ့တယ်လို့သိရပါတယ်။ထိုင်းဘီယန်မဟာဘဂျီရာလောင်ကွန်စီကပေးပို့ခဲ့တဲ့တော်ဝင်လက်ဆောင်တွေဟာဂျွန်လ16ရက်နေ့ကယူဘောရာချာထာနီပြည်နယ်ရဲ့ခြောင်ဘော့နယ်စပ်ဂိတ်နားမှာရှိတဲ့တောင်မွန်တောင်ဖျားဆောင်နာကထိုင်းတပ်ဖွဲ့ဝင်တွေစီရောက်ရှိလာတာဖြစ်ပါတယ်။လောက်ရောလုံးစင်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ် ထိုင်းဘီရင်ကနေဆက်မှာလုံခြုံရေးယူထားတဲ့စစ်တီတွေကိုထောက်ခံအားပေးတဲ့သမွန်လွာကိုလည်းတဘာတဲ့ပေးပို့ခဲ့တယ်လို့ထိုင်းသတင်းဌာနထိုင်းကားကဖော်ပြခဲ့ပါတယ်။ထိုင်းစစ်သားတွေစိတ်တက်ကြစေဖို့ရည်ရွယ်ပေးပို့ခဲ့တဲ့လက်ဆောင်တွေကိုတော့နေဆက်ကစစ်တီတွေစီအခမ်းအနားတစ်ခုနဲ့လွှဲပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်သားတွေဟာအမှတ်နှစ်စစ်သေးသားကုကဲမှုလက်အောက်ခံစူရာနာရီတပ်ဖွဲ့ရဲ့လက်အောက်ခံယူနစ်တွေဖြစ်ပါတယ်။ဘိုးချုပ်ကြီးပိုင်ဘွန်ခွန်ချာရာဦးဆောင်တဲ့တော်ဝင်ကိုယ်စားလှယ်အဖွဲ့က နေဇာကစစ်သားတွေကိုဘရင်ကိုစားလက်ဆောင်တွေပေးအပ်ခဲ့ပါတယ်။ထိုင်းဘရင်ရဲ့တမောလာတဲမှာတော့ဒေသအတွင်းမှာတက်ဆွဲထားတဲ့ထိုင်းစစ်သားတွေကိုထောက်ခံအားပေးတဲ့တူးချင်းစီရဲ့ကောင်းကျိုးအတွက်အလေးထားတဲ့ဆန္ဒမျိုးကိုလက်လိုက်လဲလဲဖော်ပြထားခဲ့တယ်လို့ဆိုပါတယ်။ထိုင်းဘရင်ကပေးပို့ခဲ့တဲ့သတင်းစကားဟာထိုင်းစစ်သားအတွက်သာမကပဲနေဇာမှာနေထိုင်တဲ့ခြေရာတွေနဲ့တောင်ဝန်ကျနေတဲ့အရက်ဘတ်အရာရှိတွေအတွက်ပါအကျုံးဝင်ပါတယ်။ပြီးတော့အဲ့ဒီအရာရှိတွေအနေနဲ့ထိလွယ်ရှလွယ်နေရာမျိုးမှာ တာဝန်ယူရဲ့နိုင်ငံရဲ့လုံခြုံရေးအတွက်တရောက်တနေရာကတာဝန်ယူပေးနေတာကိုအတိအမှတ်ပြုချီးကျူးထားခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာပြီးခဲ့တဲ့လကုန်ပိုင်းကနေဆက်မှာနှစ်ဖက်စစ်တပ်တွေကြားအသေးစားပြစ်ခတ်မှုဖြစ်ပွားပြီးကမ္ဘောဒီးယားစစ်သည်တို့ထိဆုံးခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်းတင်းမာမှုတွေရှိနေပါတယ်။အဲ့ဒီနောက်ပိုင်းမှာထိုင်းဟာကမ္ဘောဒီးယားနဲ့နေဆက်ကိတ်တွေကိုလည်းပိတ်ထားခဲ့ပါတယ်။ဇွန်လ16ရက်နေ့မှာတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့လက်ရှိလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကထိုင်းအနေနဲ့နေဆက်ကိတ်တွေကို24နာရီအတွင်းပြန်မဖွင့်ရင် ကမ္ဘောဒီးယားကလည်းထိုင်းဘက်ကတင်သွင်းတဲ့တတိဝလန်နဲ့ဟင်ဒီဟင်ရပို့ကုန်တွေကိုတားဆီးသွားမယ်လို့ရာဇသံပေးခဲ့ပြီးထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝတ်ကတော့ထိုင်းအစိုးရဟာအဲ့ဒီဖိအားမျိုးချောက်တော့ရည်တည်ချက်တွေပြောင်းလဲမှာမဟုတ်ဘူးလို့အခိုင်အမာပြောဆိုထားပါတယ်ရှင်။